တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်ချ်15ရက်ကနေ21ရက်နေ့အတွင်းမှာစိတ်ကူးသစ်တွေအကြံဉာဏ်သစ်တွေကိုဒီချိန်မှာလက်တွေ့ဖော်ဆောင်ရမယ်ဘဝအိမ်မဲ့သစ်တွေကိုရှင်းမှန်းချက်ထားရမယ်ဘဝပုံရိပ်သစ်တွေအတွက်ရှင်းမှန်းနိုင်တဲ့နေထားရှိသလိုရှင်ပြန်မှုတွေမှာအောင်မြင်ခြင်း ရှင်းဆွေးနေတာနဲ့ပုံမြင့်သောဘဝအခြေအနေတခုသောပြောင်းလဲထုတ်တဲ့ခြင်းမိမိလူလားချက်စံတရရွယ်ချက်တို့ကို အပင်ပန်းခံ၍ဆောင်ရွက်ရမှ ကောင်းသောအကျိုးဖြင့်ရရှိနိုင်တဲ့ကာလတခုဖြစ်ပါတယ်။15ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။ကောင်းသောခံတွေပွင့်ပါတယ်။တမင်းနေ့မှာအနောက်ရက်ကိုတည်သွားစေ အနည်းရရှိတတ်ပါတယ်။ နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြအသွမ်းလာကြည့်ဆက်ရမှာပေါ့ဆက်ချောင်းရည်နေရတော့အတိုက်ခံနေကြတဲ့ဖြတ်သန်းမယ်အခက်ခဲတွေထိတ်တက်ရင်ဆက်ပြီး နောက်ဆုံးပိတ်ချက်မှကဲ့ရတာလေးအညာဆွက်နေလက်တလုံးကြလေးလွတ်မြောက်တတ်တဲ့အနေထားမျိုးကြုံနိုင်တယ်ဆက်ခွန်ရည်နေမှာတော့ထူးခြားတဲ့ကံမြမမှုနဲ့တွတ်တက်မှုတွေရှိတယ် လူရပြည့်စုံမယ်ငွေချေးကံဘဝကံတိုးတက်ခြင်းကိုကြုံမယ်ဆက်ရှိရနေရှင်ပြန်မှုတွေမှာအောင်မြင်မယ်ဘဝတိုးတက်မယ်ကံကောင်းမယ်တပည့်တွေမှာမတော်တဆနေကြည့်ဆက်ရမယ်အရှင်မြောက်ရကုန်တည်သွားစေရန်ရည်ရှိတဲ့တည်းမနေ့အစောကြီးလင်းနိုင်ကိုရနေ6နိုင်ကြညနေ၄နိုင်ခွဲနဲ့ညနေ6နိုင်ကြတွေမှာမတော်ဆအနေတွေနှွမ်းမှုနေတဲ့နေ့တစ်ခုပေါ့ စကောရဲ့နေမှာတော့ယံပတိဘက်ကတွေများတယ်ကောင်းမြောင်နဲ့ဆိုးတယ်အခက်ခဲတွေနဲ့ထိတိုက်တွေ့မယ်20ရဲ့နေမှာတော့အလုံးစုံစင်ပြေအောင်ဆောင်ရနိုင်တဲ့ကံချင်းနေပေးမှုနဲ့တိုးတက်ခြင်းရဲ့နှစ်သာရတွေကိုရရှိသွားတယ်ဒီတပတ်တာကာလအတွင်းမှာတနေ့လာနေငါနေဗုဒ္ဓနေမွေးသူတွေကောင်းချိုးပေးတယ်တနေ့ကနေနေစနေနေ့မွေးသူများကြောင့် စိတ်နောက်စတီဖြစ်တတ်ပါလေ။နံပါတ်1ငါးခုကနေနေအကျိုးပေးတာပါ။အဝါရောင်လေးမောရောင်ရွှေရောင်တို့ကို အကျိုးပေးတဲ့အကြောင်းတွေဖြစ်သုံးဆွဲရမှာဖြစ်ပါလေ။ကောင်းသောကံကြမ္မာများရစေရာဝါရောင်ပန်းဝင်တို့ကိုဖျားတင်ပြီးလိုရာဆုတောင်းမှာဆုတောင်းပြပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025 March 15ရက်နေ့27ရက်နေ့အတွင်းမှာကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့ကြံစီရည်မှန်းချက်တွေကတပတ်သူနဲ့မတူတချို့ကြားရတယ်မှာစန့်ကျင်ဘက်တော့ဖြစ်နေလိမ့်မယ်ကိုပြောသမျှကိစ္စသည်တပတ်သူနဲ့အငင်းခုဖြစ်နေလိမ့်မယ်အတွေ့မတူတော့ဒီနေရာမှာသူတပတ်နောက်လိုက်ချင်း တပားသူလုံထုံးလုံနေတဲ့လုံချင်းကိုကိုကသွေပြီးတော့ကိုလမ်းကြောင်းနဲ့ကိုထိုးပေါက်လို့ရင်အင်ပလန်ကောင်းလိမ့်မယ်ကိုရဲ့တွေးခေါ်ရင်ရှင်းချက်နေတယ်အတွေးမြင်နေရှုထောင့်နေသုံးသက်ချက်တွေမှန်ကန်မယ်ရှင်ပြိုင်မှုမှမြအောင်မြင်မယ်ကာလရှည်ကြာစူးစမ်းအထုတ်ထားတဲ့အကြောင်းအရာတွေရဲ့အချိုးဆက်ကိုရအောင်ဖန်တီးနိုင်တဲ့အနေထားကောင်းကိုကျုံးနေတယ်စကားရည်နေမှာ ြိုင်ဆိုင်နေချားတွေကတိုးတက်မှုကိုရရှိမယ်အဲ့ဒီနေ့မှာအနောက်ရကုတီသွားစေနေရှိတတ်တာတော့ကျူဆက်ရမယ်နေတနိုင်ခွဲနဲ့သုံးနိုင်ကြသွားတာကျူဆက်ရမယ်၁၆ရက်နေ့ကအလုံးစုံကောင်းခြင်းကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်တယ်ရပိုင်ခွင့်ပြန်လဲတောင်းဆိုခြင်းခက်ခဲအောင် ကြော်လွှားခြင်းရှင်မချက်အောင်မြင်ခြင်းတို့ကိုကြုံမယ်၁၉ရက်နေ့မှာအပြိုင်ဆိုင်ကြတိုးတက်မယ် အခက်အခဲအလုံးကိုကျော်မှမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေကိုစင်ပြောင်းဆောင်ရွက်နိုင်နိုင်မယ်၁၈ရက်နေ့အဲ့ဒီနေ့မှာဥတည်ချက်စစ်နဲ့လုပ်ကံခြင်းတို့ရဲ့ကောင်းသောအကျိုးကိုရမယ်မိမိလိုလားချက်ကို ရှေ့တိုးလို့လို့အကျိုးရှိနိုင်မယ်အတိုက်ခံကြားကဖြတ်သန်းရမယ်အဲ့ဒီနေ့မှာအရှင်းမြောက်ရကုန်ဒီသောဇဉ်အနည်းရှိတတ်တယ်မနေ့၄နိုင်ခွဲနဲ့၆နိုင်ကြာညက်နေ့ လေးနိုင်ခွဲနဲ့ခြောက်နေကြရဲမှာအသွားလာနေတိုင်းအထူးပြုပြီးကြဆမ်းမယ်စကောရနေ့ကတော့အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်တယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စိတ်ချမ်းသာမယ်20ရနေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်အကျံသစ်တွေကိုကောင်းထည်ပေါ်နိုင်တဲ့ဘဝတက်လန်းဖွင့်မယ်21နေ့ကတော့ငွေကြီးကြီးကံလုပ်ငန်းကံဘဝကံထူးခြားစွာကောင်းခြင်းကြိုးပေးခြင်းနဲ့လူရာပြည့်စုံခြင်းတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ် ီကာလအတော်တွင်မှာတင်းငွေနေတောက်ကြံနေစနေနေမွေးသူတွေကောက်ကျိုးပေးပြီးတော့တင်းငလာနေကြာသာပတင်းနေမွေးသူတွေကြောင့်စိန်နောက်ရှက်ဖြစ်တဲ့နှစ်ခုကိုကနံကျိုးပေးတယ်အဖြူအစိမ့်မီကိုပြာတို့ကို သုံးပြီးတော့အလုံးရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်အနီအောင်ဖွဲ့ဖွင့်ဖျားတင် ကတ်တူပြီးအလုံးရှိရာဆုတောင်းပါ စွတ်တောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်နေ့ရနေ့27ရက်နေ့အတွင်းမှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်မှန်းတာနဲ့လက်တွေ့ကဟမယ်ငကိုစီစဉ်ထားတာမဖြစ်ဘူးဆက်ပစ္စည်းတွေဒီချင်းသွားမွေနဲ့လက်ထဲရောက်ပြီးမှပြက်သွားမယ် ပစ္စည်းမလောင်တဲ့ဈေးမကစားနဲ့လက်ထက်ပစ္စည်းရောက်ပြီးမှဈေးချဆင်းသွားတတ်တယ်။လုံးလက်စအနေထားပဲထိပြီးရှေ့တို့လို့ပါ။သူတပားကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းတွေဖြစ်တတ်တယ်။ကိုယ်အကျံစီသူများမပြောရအောင်။ကိုယ်လုံးနေတဲ့လမ်းကြောင်းတွေသူများလမ်းမပြရအောင်။ကိုယ့်အကိုပဲအေးချမ်းချမ်းလုပ်သွားပါ။ပြောမယ်ဆိုစနေတကြားလုံးနိုင်လေအချိုးပေးလေသို့သို့သိသိလုံးနိုင်လေအချိုးပေးလေဖြစ်မယ်။ အတိုက်ခံတရားလုံးကိုကြော်ပြီးတော့လူပြည့်စုံခြင်းကိုကြိုးနိုင်တယ်ဒါပေမဲ့အဲဒီ15ရက်နေ့ကတော့ဉာဏ်ပြဿနာတွေနဲ့ထိတိုက်တွေ့ရတတ်တယ်အသွမ်းလာနေတယ်လည်းဂယူဆိုင်ရမှာအဲဒီအနောက်ရသွားစရာနေတွေရှိတတ်တယ်မတော်တဆနေတွေရှိနေတယ်အထူးသဖြင့်နေ့တနိုင်ခွဲနဲ့သုံးနိုင်ကြသွားလာဂယူဆိုင်မယ်16ရက်နေ့ကသစ္စာဖောက်တဲ့သူတွေနဲ့တွေ့တယ်စကားမတီးတဲ့သူတွေနဲ့တွေ့တယ်ဂတိပြတ်တဲ့သူတွေနဲ့တွေ့တယ်အစိုးသက်ခံကြီးမှနှောင့်ယှက်ရှိတတ်တယ် ဆက်9ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိတယ်။ရင်းမကျအောင်မြင်မဲ့ခက်ခဲကြော်လာပြီးတော့လိုရာပြည့်စုံမဲ့16ရက်နေ့ရန်ကြားရတဲ့လမ်းပေါ်မှာရန်နောက်ဆက်တွေနဲ့ရန် ပြဿနာဟောင်းတွေပြန်လဲဖြစ်ရှင်းရတယ်။မယုံမသားလို့တဲ့သူတွေနဲ့တွေ့တတ်တယ်။အဲ့ဒီနေ့မှာပဲမတော်တဆန့်ညည်းတဲ့ဂယူဆက်ရမယ်။အရှိမရောက်ရကုတ်သွားစရာနေရှိတတ်တယ်။မနေ့ ၄နိုင်ခွဲနဲ့၆နိုင်ကြညနေ၄နိုင်ခွဲနဲ့၆နိုင်ကြအသွာလန်တွေ thank you ဆက်ရမယ်19ရက်နေ့မှာတော့အလုံးစုံကန်တက်တယ်အလိုပြည့်စုံခြင်းတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရှိမယ်20ရက်နေ့ကတော့ရံပတိဘက်ကတွေကိုကြော်ပြီးလိုရာပြည့်စုံခြင်း21ရက်နေ့ငွေကြေးကလုပ်ငန်းကစီးပွားကဘဝကထူးခြားစွာတိုးတက်ခြင်းနဲ့အရာရာဆင်ပြေခြင်းတို့ရဲ့အနစ်သာရကိုကြုံတွေ့နိုင်ပါတယ် ဒီကန္နအတော်တွင်မှာဇာသာပတိနှင့်သောကြာနှင့်စနေနှင့်မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ရှင်ဖြစ်တတ်တယ်။အပြာရောင်ပန်းရောင်ဒီရောင်ချက်သေးရောင်တို့ကိုသုံးမှသုံးချောက်ကိုကနန်းတွေကိုသုံးဆွနိုင်ပါတယ်။ကောင်းခြင်းကံကြမ္မာနဲ့အစဉ်ပြေမှုများရစေဖို့အတွက်နေအင်္ဂါနေ့မှာရှိတဲ့ထိုင်ကုန်ချို့ပြိဘောကချို့နေရာရွှေ့ရှားနိုင်ပါ ထူးခြားတဲ့ကံတွေရှိလာပါမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့ဘွေသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်ကနေ27ရက်နေ့တော်တွင်အထူးကောင်းတဲ့ကာလပေါ်ထွန်းပါတယ်ရန်တိုက်ခဏနေလဲထိတိုက်တွေ့မယ်ပညာရေးကိုဆောင်ရွက်သူများထွန်းတော့ပါပါထိတ်တန်းကအောင်မြင်နိုင်တယ် အိမ်မှာပညာရှာသူတွေရှိရင်လည်းစပွဲဖြေသူတွေရှိရင်သူတို့အောင်မြင်နိုင်မယ်ဒီရက်အတွင်းမှာ အာမခန္ဓာတောင်းယူတာမလွတ်ရအောင်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်လောဘစိတ်နဲ့လိုတဲ့ကိစ္စမှန်တယ်ဘာမှစဉ်းမပြေသဒ္ဒါစိတ်နဲ့ငွေချေးကျိုးမြမရရင်နေလို့ပဲဆိုတဲ့ကိစ္စတွေကထူးခြားခြားအစီပြေသွားမှာအာမခန္ဓာမလွတ်ရတဲ့ပြင်ပစ္စည်းလောင်တာဈေးကစားတာတော့မလွတ်ရအောင် စံဃာရဲ့နေရာပြဿနာကြီးအများကြီးရှိတယ်စိတ်ရှိသီးခံပြီးဖြေရှင်းရအတိုက်ခံနေနဲ့ထိတိုက်တွေ့မယ်ဆက်ချရင်းနေရာတော့သစ္စာမရှိတဲ့လူတွေနဲ့တွေ့မယ်ဒါပေမဲ့မေတ္တာရေရကံကောင်းခြင်းနဲ့စံခွင့်ခြင်းကံတွေကလည်းဖြစ်ထွန်းနေတယ်ဆက်ခွန်ရဲ့နေမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်အပြိုင်ဆိုင်ကြတဲ့နန်းပေါ်မှာရည်မှန်းချက်အောင်မြင်မယ်ဆက်ရှိရဲ့နေအဲ့ဒီနေမှာရန်တိုက်ခံနေများတဲ့တဲ့စိတ်ပြမှန်သူပြမှန်နေဖြစ်တတ်တယ်ပြီးမှငွေကြေးကံလုပ်ငန်းကံ တလန်းနေပေါ်မယ်စကောရက်နေ့ကသူတမားကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နေခြင်းကတိကောင်းဖြစ်ခြင်းတွေကြုံမယ်20ရက်နေ့မှာလမ်းသစ်ထွေပြီးလောက်တာအကျိုးပေးတယ်ရှင်မချက်သိအောင်မြင်မယ်21ရက်နေ့ကရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်တတိထားမှာ15ရက်နေ့အဲ့ဒီနေ့မှာအနောက်ရက်ကိုတည်သွားစေအနေရှိတတ်တာတတိထားမယ်နေ့တန်တိုင်းခွဲနဲ့ညနေ3နိုင်ကြ16ရက်နေ့မှာတခါရှင်းမြောက်ရက်ကိုတည်သွားစေခြင်းဖြစ်တတ်တယ်အဲ့ဒီနေ့ မနေ့လေးနိုင်ခွေတဲ့ချက်မနေ့6နိုင်ကြမှာသွားလာနေတဲ့ကျူးဆက်ရမယ်ဒီကာလတလျှောက်လုံးတော်တွင်မှာဇာတာပတိနေဗုဒ္ဓနေစောက်ကြနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနည်းငွေနေငါနေမွေးသူများကြောင့်စိန်နောက်ရှက်များတတ်တယ်ငါသုံးခုကနန်းနေကြိုးပြတဲ့ဖြူရောင်ဆဲရောင်မိခွေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစီရန်အတွက်ကို ပိုက်ဆံတထောင်တန်တည်းကိုမင်းသားသားပဲပြန်ပြီးပိုက်ဆိုင်တဲ့ထဲဆောင်ကဒီကာလအတွက်လက်ကောင်းစီသောဆောင်ဖြစ်ဆောင်ယူပေးပါကျေးဇူးတင်ပါတယ်။ဂျာသပတိနေမွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်မတ်လ15ရက်နေ့ကနေစပြီးတော့မတ်27တောတွင်းကာလဟာအချမ်းစီအောင်ခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ့်ကာလဖြစ်သလိုမိမိစံနာရည်မှန်းချက်တွေကိုလက်တွေ့ကောင်းတဲ့ဖော်၍အထူးကောင်းတဲ့ကာလလည်းဖြစ်တဲ့ အပြိုင်ဆိုင်တရားလုံးကိုကျော်လွှားအောင်မြင်နိုင်မယ်အိမ်မှာပညာရှာသူတွေရှင့်ပညာတိုးတက်မယ်စံဝဲဖြေသူတွေရှင့်ထိတ်တန်းကအောင်မြင်နိုင်မယ်ကိုကိုယ်တိုင်လည်းပညာရတဲ့ဘဝတိုးတက်မှုတွေအစစ်မြစ်စွာရနိုင်တဲ့နေသားနဲ့ဘဝအစစ်တစ်ခုတိုးတက်တဲ့ကံကြမ္မာကိုကြုံတွေ့ရမယ်စံဝဲရဲ့နေ့အရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိတယ်လိုလားချက်ပြည့်စုံမယ်ဒါပေမဲ့မတော်တဆထိခိုက်မှန်ရဲ့ဂရုစိုက်ရမယ်အဲ့ဒီမှာအနောက်ရောက်ကိုတည်သွားစရာရှိတတ်တယ် နေတနိုင်ခွဲနဲ့သုံးနိုင်ကြသွားလာကယူဆက်မယ်16ရက်နေ့မှာရှင်ပြန်မှုမသမျှအမြင်မဲ့ခဲခဲအလုံးကိုကြော်ပြီးဘုရားတိုးတက်တဲ့ကံကြမ္မာကိုကြုံတွေ့နိုင်တယ်16ရက်နေ့ရည်မှန်းချက်မှသမျှအမြင်မဲ့ဒါပေမဲ့စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်လူယုံထားလို့မရဘူး16ရက်နေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်မယ်ထူးခြားတဲ့ကံမြမမှုကိုရမယ်ဥတီချက်စစ်နဲ့လုပ်ငန်းစစ်တွေကိုရှေ့တွန်းလို့ရအစ်မြင့်တဲ့ဘုရားနေထားတဲ့ တိုးတက်တဲ့လမ်းကြောင်းတွေကိုကြုံတွေ့ရနေမယ်။ဝေးကြီးကကောင်းမယ်ဘဝတိုးတက်မယ်။မတော်တဆထိခိုက်မှန်တွေကယူဆရမယ်။ရှင်းမြောက်ရကုန်တည်သွားစရာတွေဖြစ်တတ်တယ်။မနေ့၄နေ့ခွဲနဲ့၆နေ့အတွင်းသွားလာကယူဆရမယ်။၁၉ရက်နေ့မှာအရာရာရှင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းရဲ့နှစ်သာရကြုံတယ်။ရှင်မသားသည်များလက်တွေကောင်းတဲ့ဘဝအမြင်ချင်းရဲ့ကံကြမ္မာကိုကြုံမယ်။၂၀ရက်နေ့မှာ ရှင်ပြိုင်မှုအမြင်ချင်းနဲ့ဘဝတိုးတက်ခြင်းနေရှိမယ်21ရည်နေ့မှာရာတိုက်ခဏနေနဲ့ရှင်ပြီးမှလောရတဲ့နေထောင်ကြုံနေမယ်တပတ်တာအတွင်းဇာသာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္လာနေ့သောကြံနေ့မွေးစုများကြောင့်စိန်နောက်ရှယ်ဖြစ်တတ်တယ်နှစ်3ကိုကနန်းနေ့ကျိုးပေးတယ်အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုဝတ်ဆက်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါပန်းဖြူသုံးဝင့်တင်ရေလောရဆန္ဒပြုခြင်းဖြင့် လူရကိစ္စတို့အောင်မြင်နိုင်တဲ့နေထောက်ရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တောက်ချာနေဘွေးသူအားလုံးမင်္ဂလာပါ2025မတ်လ15ရက်နေ့ကနေ21ရက်နေ့အတွင်းမှာကောင်းချင်းမင်္ဂလာတွေနဲ့ပြည့်နေနေတဲ့ကာလရှင်ပြန်မှုတွေမှာအောင်မြင်မဲ့နေထာအတတ်ပညာနဲ့ဘဝတိုးတက်မှုတွေကိုယ်နဲ့ကိုယ်ဝင်းကျင်တွင် ရှိမယ် ကာလရှိချာစီဘူးလုတ်ခဲ့တဲ့လုတ်တွေကိုလက်တွေကောက်ထဲပေါ်ပြီးကောင်းသောရက်လကိုခစားနိုင်တယ်ချက်ချင်းဆုံးပြတ်ပြီးရှေ့တို့လုတ်တာတွေဆင်းပြေမယ်ဆိုရင်ပင်ပန်းပြီးမှလိုရာပြည့်စုံတတ်တဲ့ကာလတွေဖြစ်တယ်15ရက်နေ့ကစိတ်ချမ်းသာမယ်အဆင်ပြေမယ်အတိုက်ခံတဲ့ကြုံပြီးအောင်မြင်မယ်မတော်တဆထိရှားမှုယူဆရမယ်အပျော်လင်းလို့အန္တရာယ်ဖြစ်တတ်တယ်အသွာလာယူဆရမယ် အနောက်ရောက်ကုန်ဒီသွားစရာနည်းရှိတတ်တဲ့နေ့တဏ္ဍာရွယ်နဲ့သုံးနိုင်ကြသတိထားရမယ်၁၆ရက်နေ့စကားမတီးတဲ့သူတွေတွေ့မယ်သစ္စာဖောက်တဲ့သူစကားရှိတဲ့မျိုးနောက်မျိုးပြောတဲ့သူတွေတွေ့မယ်သိစိတ်ရှည်ရတဲ့နေ့ဆက်ခွန်ရဲ့နေ့မှာမထင်မဲငွေဝယ်မဲမရည်ရွယ်ပဲလိုရာအောင်မြင်မဲလတ်လာပါကံဘဝကံတွတ်တဲ့မဲဆက်ရှိရဲ့နေ့ကတော့ယံနေများနေတယ်ပဋိပက္ခတွေရှိနေတယ်မတော်တဆနေကြီးဆက်ရမယ်အဲ့ဒီနေ့မှာ အရှင်းမြောက်ရက်ကုန်တည်သွားစရာနေရှိတဲ့တဲမနဲ့၄နိုင်ခွဲနဲ့၆နိုင်ကြညနေမှလည်းညနေ၄နိုင်ခွဲနဲ့ညနေ၆နိုင်ကြအစွမ်းလားဂိူးဆိုင်19ရက်နေ့မှာတော့မထင်မှတ်တဲ့ကိုယ့်ရဲ့စိတ်ကူးစစ်တရားထူးထူးခြားခြားဖြစ်ပြီးတော့လက်တွေ့ကောင်းတဲ့ဖွယ်ရင်လည်းအောင်မြင်လိမ့်မယ်အဲ့ဒီနေ့ကလုံးသမျှချမ်းစီသမျှအောင်မြင်မှာ20ရက်နေ့ကရက်တန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်မတွေ့ဘူးတင်တဲ့သူတွေပြန်တွေ့မယ်မမြင်တော့ဘူးလို့အောင်မြင်နေတဲ့မတွေ့တော့ဘူးလို့အောင်မြင်နေတဲ့လူတွေကိုလည်းပြန်လည်တွေ့မယ် ကွယ်လွန်သွားပြီလို့သတ်မှတ်ထားတဲ့လူတွေရှိရတယ်ထူးခြားသတင်းတွေရလာနေတယ်။21ရက်နေ့ကတော့အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လူတွေဂျိုးပေးခြင်းဘဝတိုးတက်ခြင်းကံမြတ်ခြင်းတွေတည်ရှိနေတဲ့နေ့တခုဖြစ်တယ်။တနင်္လာနေ့ဇောက်ချာနေ့အင်္ဂါနေ့မွေးသူတွေကောင်းချိုပေးတယ်။ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်။တင်းငါး၆ကနအချိုးပေးတယ်။အပြာရောင်ပန်းရောင်နှုတ်နေရောင်တွေသုံးပြီးလိုရာကိစ္စဆောင်ရွက်ပါ။ နင်းစီပန်ပန်းရောင်လေးဖရကတ်သူပြီလောရဆုတောင်းဆုတောင်းပြည့်လိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်နေ့ရက်နေ့21ရက်နေ့တော်တွင်ကာလလတ်လာပါကောင်းမယ်ငွေကြေးကကောင်းမယ်အခက်ခဲတဲ့အားလုံးကြော်လွှားပြီးတော့ဘဝတလန်ကံတလန်နေဖန်နေနိုင်တယ် ချက်ချင်းဆုံးဖြတ်ပြီးရှင်တို့လောကဉ္ဇင်းတို့ရဲ့ကောင်းသောကျိုးဆက်ရမယ်။သူတစ်ပါးနဲ့ကိုယ်နဲ့ကြာမတူသောသဘာဝတွေရှိတဲ့ကစားကိုယ်ဆန္ဒနဲ့ကိုယ်သာရှင်တို့လောက်ပါကိုယ့်ရဲ့ကံကြမ္မာရဲ့အနှစ်သာရမြင်မှတိုးတက်ပြီးတော့အောင်မြင်သွားတဲ့နေထားတွေကိုအထင်ရှားရရှိမှာပါ။ဆန်းရဲ့နေရာတော့တော်တော်ကိုကောင်းတယ်။အခက်ခဲကြတဲ့အတိုးတက်မယ်ဒါပေမဲ့မတော်ဆနေရကိုကျူးဆရမယ်နောက်ရကုန်တည်သွားစရာနေရှိတတ်တယ်။နေတနိုင်ခွဲနဲ့သုံးနိုင်ကြသွားလာကျူးဆရမယ်။ ဆက်ချောင်းနေရစီစဉ်ထားတာအလုံးအလွဲလွဲချော်ချော်ဖြစ်မယ်တပားသူဂရီပြတ်တယ်ကိုမှလည်းစီစဉ်တာလွဲတယ်ဆက်ခွန်ရင်းနေမှာမထင်မဲ့လွတ်တဲ့ကိစ္စတွေရဲ့အနှစ်သာရကောင်းတဲ့တိုးတက်မှုကိုရရှိပြီးရာအစဉ်ပြေပဲဆက်ရှိရနေမှာရန်တက်ကနေနဲ့တွေ့တဲ့မတော်ဆညက်ဂီယူဆက်ရမယ်အသွာလာနေတိုင်းဂီယူဆက်ရမယ်အရှိမရောရကုန်တည်သွားစေနေဖြစ်တတ်တယ်အထူးသဖြင့်မနဲ့၄နိုင်ခွဲနဲ့၆နိုင်ကြအသွားလာကျူဆက်ရမှာပေါ့၁၉ရက်နေ့ကတော့ ထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်ခြင်းနဲ့ရှိပြီးတော့အလိုပြည့်စုံခြင်းကိုကြုံမယ်20ရက်နေ့မှာရပိုင်ခွင့်နဲ့ပြန်ရခြင်းခက်ခဲသောကိစ္စများကျော်လွှားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်21ရက်နေ့မှာအလိုပြည့်ခြင်းဘဝကံမြင့်ခြင်းနဲ့စမ်းမြင့်ခြင်းလိုရာပြည့်စုံခြင်းတို့ရဲ့အနှစ်သာရကိုကြုံတွေ့ရမယ့်အနေအထားရှိနေပါတယ်ဒီကဏ္ဍအတွင်းမှာတနင်္လာနေ့အင်္ဂါနေ့ ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေတောက်ကြနေမွေးသူများကြောင့်စိတ်နှောက်ရှက်တွေရှိတတ်ပါတယ်။ရှစ်ခွန်ကိုကနန်းတွေကျိုးပေးပါတယ်။အပြာရင်ရောင်မိခိုးရောင်လက်ပြောင်တွေသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်။ကောင်းသောကံကျမ်းမာနဲ့တိုးတက်ခြင်းများရစေရန်နေနီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်းသူတို့ကိုစေဝါဒါနပြုပါ။ကျေးဇူးတင်ပါတယ်။